နိုအဲလာတယောက်ကအလောက်ကနေပြန်ညစာချက်စားဖို့အတွက်အမဲသားအနှဲငယ်ကိုဈေးကနေဝင်ဝယ်လာကအိမ်ကိုခတ်တုတ်တုတ်နဲ့ပြန်လာခဲ့ပါတယ်။အိမ်ကိုရောက်တော့အမောင်ဘက်ကိုလူနေတဲ့အလင်းရောင်လေးကိုအာကိုပြီးတော့အိမ်ရှိရေတိုင်ကြီးနားမှာအမဲသားကင်ကဆေးကြောပြီးတော့လက်ကြံရည်တွေကိုနဘေးမှာရှိနေတဲ့တရက်ပင်ချင်းကိုလှမ်းပတ်လိုက်ပါတယ်။အဲဒီချိန်မှာပဲတရက်ပင်ပေါ်မှာတရှဲရှဲနဲ့မြည်ပြီးတော့လေမတိုက်ဘဲနဲ့တိရွက်တွေကလောက်ခါသွားတာကြောင့်အကောင်တကောင်တစ်ပင်ပေါ်ရောက်နေတဲ့ထင်ပြီးတော့တိတ်ပြီးတော့ဂယုမဆိုင်ပဲနဲ့ဟင်းချက်ရံအိမ်ထဲကိုဝင်ခဲ့ပါတယ်။သူမကအမဲသားဟင်းချက်ရံအတွက်ပြင်ဆင်လက်စား တက်ပြီးချိန်မှာယောက်ျားဖြစ်သူကလည်းအလုတ်ကနေပြန်လာတာနဲ့တိုးသွားပါတယ် မိမရေဘိုင်းချက်မလို့လဲကွာရှင်ကြိုက်တဲ့မဲသားလေးဝယ်လာရလေအဲ့ဒါအခုချက်မလို့ဟုတ်လားကိုဘာဝိုင်းကူလုပ်ပေးရအောင်မလဲမိမွေးပေးမယ်လေကောင်းသားပဲကျမဟင်းပြင်လိုက်အောင်မလဲနော်ယဲလာတို့လင်မယားကရန်ကုန်မြို့ကစက်ရုံတရုံစီမှာအလုပ်လုပ်နေကြပြီးတော့နော်ယဲလာကအလုပ်ပြီးချိန်ညနေစောင်းမှအိမ်ပြန်လာရင်လမ်းမှာဈေးဝင်ဝယ်ပြီးတော့ဟင်းချက်စရာတွေပါလာလိမ့်ရှိပါတယ်အိမ်ရောက်ခါမှာညနေစာအတွက်ချက်ပြုတ်ပြီးတော့မနက်ခင်းထမင်းကျိုင်းအတွက်ပါတခါတည်းချက်ထားလိုက်ပါတယ်သူတို့လင်မယားကကရင်လူမျိုးများဖြစ်ကြပြီးတော့မြို့ကိုတက်ပြီးတော့အလုပ်လာလုပ်ကြခြင်းဖြစ်ပါတယ်စက်ရုံကနေနေစရာပေး၍အိမ်ပွဲစားအကူအညီနဲ့မြို့စ ုံကကြောင်ကြတဲ့နေရာမှာဈေးပေါ်တဲ့အိမ်လေးတစ်လုံးကိုငှားနေကြပြီးတော့လာစာကလေးစုပြီးတော့နေမှာလဲခွက်ကလေးဝယ်နေအောင်ကြိုးစားနေကြခြင်းဖြစ်ပါတယ်။သူမတို့ငှားနေတဲ့အိမ်ကလေးကခြံစည်းရိုးကမလုံပါဘူး။လူမနေတာကြာပြီဖြစ်တာကြောင့်အပြည့်စည်းတွေရှိနေပေမဲ့လည်းနေလို့တော့ရနေပါသေးတယ်။အိမ်ကလည်းအဖြစ်သဘောမျိုးသာစောက်ထားတာဖြစ်ပြီးတော့ဇရက်တတလောက်ပဲရှိပါတယ်။ဟောင်းနေပေမဲ့သူမတို့အတွက်ကတော့ကြောတခင်းစာညအိပ်စရာရတာကိုပဲအဆင်ပြေလာပါတယ်။ ပဝင်းကျင်ကလည်းအိမ်သိမ့်မရှိတာကြောင့်မြေခွက်အလွတ်များတာများပါတယ်။ကိုလုတ်ကိုလုတ်နေုံသာရှိပါတယ်။လူနေစိတ်တဲ့ရက်ွက်လေးလိုစူးစူးညံ့ညံ့အတန်ပလန်နေမကြရသလိုမျက်စိနောက်လည်းတက်တာတယ်လို့ထင်ပါတယ်။သူတို့လင်မယားကလည်းအေးအေးဆေးဆေးနေကျင်သူတွေဖြစ်ပါတယ်။သူတို့လင်မယားကလည်းတနေ့ကုန်အလုတ်သွားနေရသူတွေဖြစ်တာကြောင့်အိမ်ကောင်းတာမကောင်းတာတွေကအရေးမကြီးလာပါဘူး။ညဘက်အိတ်ချိန်နိုင်ပိုင်းနေရဖို့သာအဓိကဖြစ်ပါတယ်။အိမ်ကအခန်းလေးဖွဲ့မထားပါဘူး။မိဖို့ဆောင်နေရေချိုးကန်းနေဘာညာတွေလည်းမရှိဟောကန်းဖြစ်ပါတယ်။ရေငါအိမ်နောက်ဖေးတောင်မှာစောက်ထားပြီးတော့ရိုင်နေနေပါပြီ။အိမ်ရှိမှာတော့တရက်ပင်အကြီး တပင်ရှိပြီးတော့လူ၂ယောက်ဖက်စာလောက်တော့ရှိနေပါတယ်။အဲဒီတရပင်ရဲ့နားမှာရေတုံငင်ရှိပြီးတော့ကြောက်စီတလုံးချထားပါတယ်။ကြောက်စီကသေးပြီးတော့ရေသုံးရတာအဆင်မပြေတာကြောင့်သူတို့လင်မယားကရေတိုင်ကြီးအဟောင်းကြီးတလုံးကိုဝယ်ကသုံးရပါတယ်။အဲဒီရေတိုင်ကြီးနားမှာပဲရေချိုးရေသုံးရပြီးတော့မိဖို့ကြောင့်ရေကပြင်းလည်းမရှိတာကြောင့်တရပင်အောက်မှာပဲပကန်စေးအဝတ်ျော်တွေကအစာဗတ်စုံသုံးရပါတယ်။နော်အဲလာကဟင်းချက်စရာတွေကိုကင်ပြီးတဲ့ခါတိုင်းမှာအညီအဟောက်တွေကိုနဘေးမှာရှိတဲ့တရပင်ချင်းကိုလှမ်းပစ်လိမ့်ရှိပါတယ်။အဲဒီလိုလှမ်းပတ်တဲ့ခါတိုင်းမှာလည်းတရပင်ကြီးကလှူရှားသွားသလိုမျိုးထင်ရပေမဲ့ အမှုမဲ့အမတ်မဲ့သာဖြစ်နေကြပါတယ်။သူမတို့လင်မယားကတနေ့ကုန်အလုတ်လုတ်ကြရတာဆိုတော့အာဟာရပြည့်ဝအောင်အသားငါးကိုနေ့တိုင်းလိုလိုချက်စားပြစ်ပါတယ်။ပြောင်းလာကစားကအကြောင်းမထူးပဲမလဲ။နှစ်လသုံးလလောက်ကြာတဲ့အခါမှာအကြောင်းထူးလာခဲ့ပါတယ်။သူမတို့လင်မယားမနက်ထမင်းကြီးအတွက်ချက်ပြုတ်ထားတဲ့ဟင်းနေရအမြဲလိုလိုပျောက်လာခဲ့ပါတယ်။ပထမတော့ကြောင်ဝင်စားတာပဲလို့ထင်ပေမဲ့လည်းနောက်ပိုင်းမှာတော့မတင်ငါဖြစ်လာပြီးတော့သူတို့လင်မယားစိတ်ထဲမှာတယိုးတီထင်လာခဲ့ကြပါတယ်။ဒါပေမဲ့လည်းသူတို့လင်မယားကကရင်လူမျိုးတွေဖြစ်ပြီးတော့ခရိယန်ဘာသာကိုကိုးကွယ်သူတွေဆိုတော့ဘေယာကိုမှလည်းတိတ်ပြီးတော့ယုံကြည်မရှိကြပါဘူး။တရဲသ ်စီလည်းမမြင်ဘူးကြပါဘူး။တညမှာတော့နော်အေလာကအိပ်ပျော်နေတော့မှသူမနှာခေါင်းထဲမှာညှီဆူဆူနဲ့ညီတိုးဝင်လာတာကြောင့်လန်နိုးသွားပါတယ်။အရိခါမှာညအိမီသည်မိမိလေးအလင်းရောင်နဲ့သူမဘေးကမမဲအကောင်ကြီးတကောင်ဖြတ်သွားကထမင်းဦးဟင်းဦးတွေထားရဘက်ကိုဖြတ်သွားတာကိုမြင်လဲရပါတယ်။အဲ့ဒီမမဲအကောင်ကြီးကထမင်းဦးတွေကိုလန်လောပြီးတော့မနက်စာထမင်းပူတွေချက်ထားတဲ့အမဲသားဟင်းတွေကိုပါအာရပါရနိုင်စားနေကသူမကကြောက်ကြောက်လန့်လန့်နဲ့ချောင်းတစ်ချက်ဟန်းလိုက်ပါတယ်။သူမရဲ့ချောင်းဟန်းလိုက်တဲ့အတန်ကြောင့်ပဲဟင်းဦးကိုနိုင်စားနေတဲ့မမဲအကောင်ကြီးလက်ကဟင်းဦးကရုတ်တရက်လွတ်ကျသွားခဲ့ပါတယ်။အဲ့ဒီဂလုံဂလန်ဆိုတဲ့ ဲ့အတန်ကြီးရဲ့နောက်မှာတော့အဲ့ဒီမမဲကောင်ကြီးကသူမတို့လင်မယားအိတ်နေတဲ့နေရာကိုလမ်းကြည့်လာပါတယ်။သူမတို့လင်မယားမြင်လဲရတာကပကံလုံးလောက်ရှိတဲ့ရဲရဲတောက်နေတဲ့မျက်လုံးကြီးနှလုံးမှာသူမလည်းကြောက်လွန်းတာကြောင့်ဘာဆက်လုပ်ရမှမသိတော့ဘဲနဲ့ယောက်ျားဖြစ်သူကိုလုံနိုးရအောင်ကလည်းမလုံရဲအောင်ပင်ထိတ်လန့်တုန်လှုပ်နေရပါတယ်။အရီးကောင်ကြီးကသူမတို့လင်မယားလှူရှားတာကိုမတွေ့တော့မောက်ကြသွားတဲ့ဟင်းခွက်တွေကိုအာရပါရကောက်စားနေပါတယ်။ဘာကူမှလည်းဂယုမဆိုင်ပါဘူး။သူမမြင်နေရတဲ့အရာဟာတခိုးတော့မဖြစ်နိုင်ပါဘူး။ခိုးစရာဆိုလို့လည်းသူမတို့အိမ်မှာဘာတန်မိုးရှိတဲ့ပစ္စည်းမှရှိမနေပါဘူး။အိမ်တကာကြီးကလည်းပိတ်လျက်သား ပဲရှိနေတာဆိုတော့အခုရောက်ရှိနေတာဟာလူတော့မဖြစ်နိုင်ဘူးဆိုတာသိကြပါတယ်လူမဟုတ်ဘူးဆိုလို့ရှိရင်လည်းတရေဖြစ်မယ်လို့ထင်တာကြောင့်မကြောက်စဘူးကြောက်စိတ်တွေကငယ်ရိတ်ကိုပဲရောက်လာခဲ့ပါတယ်အဲဒီလောက်စူညံစွာပဲဟင်းဦးမောက်ကြနေတာတောင်မှယောက်ျားဖြစ်သူကမနိုးဘဲနဲ့နင်းနင်းချက်ချက်အိပ်ပျော်နေတာတည်နေသလားတောင်ထင်ရပါတယ်သူမတယောက်တည်းအတန်မထွက်ရဲမလှုပ်ရှားရဲတာကြောင့်ဇော်ကျူးတွေထွက်နေချိန်မှာပဲမဲမဲကောင်ကြီးကလည်းပြောက်ွယ်သွားခဲ့ပါတယ်မနက်မိုးလင်းတော့ယောက်ျားဖြစ်သူကိုညကအဖြစ်ပြက်တွေကိုပြောပြတဲ့အခါမယုံကြည်တာကြောင့်ပြောင်နေတဲ့ဟင်းဦးတွေကိုပြလိုက်တော့မှယောက်ျားကလည်းယုံကြည်သွားခဲ့ပါတယ်ဒီတိုင်းဆိုလို့ရှိရင်တော့ငါတို့ဒီ ီမှာဆက်နေလို့ဖြစ်ပါမလားကွာတော်ကြာလူတွေကိုဒုက္ခပေးလာလို့ရှင်တိုင်ပတ်ကုန်မယ်နေဦးယောက်ျားရဲ့ပဝင်းကျင်ဟအိမ်တွေကိုဒီအိမ်ရဲ့ယာစွန်လေးမေးကျင်ကောင်းမယ်အဲ့ဒါမှအကျိုးကြောင့်သိရမှာလေသူတို့လင်မယားနှစ်ယောက်ကအဲ့ဒီလိုတိုင်ပင်ပြီးတဲ့နောက်မှာတော့အိမ်နီးနားချင်းအိမ်တိုင်ကိုတွားပြီးတော့မေးပြမှာဖြစ်ချောင်းကုံစင်သိလိုက်ရပါတယ်အဲ့ဒီအိမ်မှာအရင်တော့အိမ်ဆောင်အရက်သမိုင်းတယောက်ရှိအိမ်ရှင်ရဲ့ညီလို့ပြောတာပဲအားတိုင်းလဲအရက်ကြီးပဲတောင်းနေတာတနေ့တော့နေမကောင်းလို့ဆိုပြီးတော့စေကန်သွားပြစေကန်ပြန်လာပြီးတော့အိမ်ထဲမှာပဲကျိုးဆွဲချပြီးတေးသွားတယ်တဲ့ဘာဖြစ်တယ်ဆိုတော့လေတေချာတော့မသိရ ပါဘူးဒီအိမ်ကြီးကိုအိမ်ရှင်တွေကလည်းရောင်းနေတာကြားလာပြီးရောင်းလို့မထွက်ဘူးအိမ်ငားတွေကလည်းတရေချောက်တယ်ဆိုပြီးတော့ဒီအိမ်မှာအကြာကြီးမနေကြအောင်ခဏလေးနဲ့ပြောင်းပြေးသွားကြရပါပဲဒီအိမ်မှာနေတဲ့လူတွေကအိမ်ရှိရတရေပင်ဟန်တရေတီတောင်သွားမခုရဲကြအောင်ဘာဖြစ်လို့လဲဆိုတော့တရေပင်မွားတရေကတွန်းချမှာကြောက်လို့ရလေအဖြေကတော့ရှင်းနေပါပြီဒီအိမ်မှာပရာလောကသားရှိနေတာဆိုတော့လက်တွေလည်းကြုံခဲ့ဘူးပြီဆိုတော့မိမဖြစ်သူကတော့စက်မနေရဲတော့ပါဘူးမိမကိုယ်တိုင်ကလည်းကြုံတွေ့ပြီးတော့ပဝန်းကျင်ကလည်းဒီလောက်ပြောနေတာတော့ယောက်ျားဖြစ်သူကတော့ဈေးပေါ်တာကြောင့်ဆက်နေခြင်းနေပါသေးရဲ့အဲ့လိုနဲ့ပဲအလုပ်အားရရက်မှာတော့အိမ်လိုက်ရှာလိုက် က်တာစိတ်တိုင်းမကြသေးတာကြောင့်အဲ့ဒီအိမ်မှာပဲထိတ်လန့်စိတ်တွေနဲ့ဆက်ပြီးတော့နေနေကြရပါတယ်အရင်လိုဟင်းနေပါတွေကအိမ်မှာတော့မချက်တော့ပါဘူးဈေးပေါ်တဲ့ဆန်တွေဝယ်စားကြပြီးတော့တရဲနဲ့ကင်းနိုင်တယ်များကင်းအောင်နေကြပါတယ်အဲ့လိုနဲ့ပဲတရဲသီးသီးချိန်ကိုရောက်တော့တရဲသီးတွေတပင်လုံးပြွတ်သီးနေတာကိုဘယ်သူမှလာမခူးရဲလို့လာမသိပါဘူးကြီးကျင်တိုင်းကိုကြီးထွားနေပါတယ်အလုတ်ပည့်ရတရဲမှာတော့နော်ရဲလာယောက်ျားကအကြံတစ်ခုရပါတယ်သူ့အကြံတိုင်းပဲတရဲပင်အောက်ကိုသွားပါတယ်ဒီတရဲပင်မှာရှိတဲ့ပရာလောကသားကြီးဒီအပင်ကတရဲသီးတွေခူးပြီးတော့ဈေးမှာသွားရအောင်မလို့ကုညီပါကွာငွေများများရလို့ရှိ င်မင်းကိုအမဲတိုင်းချက်ကျွေးပါမယ်။ तू ကတရေကိုမမြင်ဘူးတော့အကြောက်လန့်လည်းမရှိပါဘူး။ပြောပြောဆိုဆိုပဲတရေပင်ပေါ်တက်ပြီးတော့တရေသီးတွေခူးလိုက်တာအများကြီးရတယ်လို့တရေကကူညီပြီးတော့ခူးပေးသလားထင်ရအောင်မင်းလွယ်လွယ်ကူကူနဲ့အကုန်လုံးခူးလို့ရခဲ့ပါတယ်။အောက်ပြုတ်ကြတဲ့တရေသီးတွေတောင်အပင်အောက်ကတောင်းနဲ့တန်းတန်းမမတ်ကျသွားတာပါ။လူပြစ်ချရင်တော့အဲ့လောက်တက်တက်မမတ်ကျမယ်မထင်ပါဘူး။ तू လမ်းယူလို့မရတဲ့ဂိုင်းကမမီတဲ့တရေကိုင်းနေရလဲတစုံတယောက်ကသူ့ကိုမိအောင်ဆွဲပေးထားတယ်လို့ဖြစ်နေတာတော့အံ့ဩစရာကောင်းလာပါတယ်။အားလုံးခူးပြီးတော့ဆာလာရဲ့လေးလုံးစာလောက်ရတဲ့အတွက်စိုက်ကားငားပြီးတော့လင်မယားနှစ်ယောက်ဈေး ေးမှသွားရောက်ကြပါတယ်။ဒါနဲ့ပဲဈေးမှသွားရောက်လိုက်တာအကုန်လုံးကုန်သွားပါတယ်။အရင်မရှိဘဲနဲ့အမျက်တွေကြီးပဲဆိုတော့သူတို့လင်မယားနှစ်ယောက်လည်းတော်တော်လေးကိုတွက်ချေကြိုက်သွားပါတယ်။ငွေတွေလည်းမြင်းမြင်းမြဲမြဲရလိုက်တဲ့အတွက်အားရဝမ်းသာစွာနဲ့အိမ်ကိုပြန်လာပြီးတော့အမဲသားဝယ်ဖို့မေ့သွားခဲ့ပါတယ်။သူတို့လင်မယားကလည်းပတ်စံနဲ့ရေတွက်နေတဲ့ကျင်းနဲ့နေကညစာအတွက်တရက်ပင်ကတရက်သီးကိုခူးပြီးတော့တုတ်ကထမင်းနဲ့စားပြီးအိတ်လိုက်ကြပါတယ်။နော်အဲလာယောက်ျားအိပ်ပျော်ကစားမှာတော့ကြောက်စရာကောင်းတဲ့အိမ်မက်တစ်ခုကိုမှတ်လာခဲ့ပါတယ်။အိမ်မက်ထဲမှာအမွှေးထူထူနဲ့လူဝန်လိုလိုမမဲကောင်ကြီးကရေနွေးပကံလုံးလောက်ရှိတဲ့နေရဲနေတဲ့မျက်လုံးကြီးပြူးပြီးတော့သူ ကိုသွားကြိတ်တန်နေနဲ့ပြောလာခဲ့ပါတယ်ဟဲ့ မင်းကောမဲသားချက်ကျွေးမယ်ဆိုလို့ငါသေးရသေးတွေခူးပေးရမင်းကမေ့သွားပြီလားမင်းကဂရိမတီတဲ့ကောင်ပဲကွာအေးအဲ့ဒီအကျိုးတွေကိုမင်းခံစားလိုက်အောင်အဲ့ဒီအိမ်မက်မက်ပြီးတဲ့နောက်မှာနော်ရဲလာယောက်ျားကမရမနာဝင်းလျှော့လိုက်တာလူလဲမျက်မျော့သာကြံမာတော့တယ်မနက်မိုးလင်းတော့မှဆရာဝန်ပြေးပင်းရပါတယ်ဆရာဝန်စေးထိုးပြီးချိန်မှာတော့သူ့မိန်းမကိုအမဲသားတပိတ်သာဝယ်ခိုင်းလိုက်ကအ мян ချက်ခိုင်းလိုက်ပြီးတော့တရက်ပင်ချင်းမှာချပေးလိုက်ပါတယ်တို့ပင်မလဲဝမ်းသွားတာမရက်တာကြောင့်ဆေးရုံကိုအ мян တင်လဲရပါတယ်တရက်သီးရောင်းရတဲ့ငွေတွေကလည်းတပြားတစ်ချက်တော့မှမကြံမနဲ့အကုန်လုံးကုန်သွားသလိုကံကောင်းလို့ ို့အသက်မသေးခဲ့ခြင်းဖြစ်ပါတယ်။ဆေးရုံကဆင်းပြီးတဲ့နောက်မှာတော့အဲ့ဒီအိမ်ကိုမပြန်ရဲတော့ဘဲနဲ့အိမ်ပြောင်းပြီးတော့ပြေးသွားပါတော့တယ်။ဇလန်းလေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျ။ဇလန်းလေးကိုစွန့်နေတိလိုက်ပါနားဆင်ပေးခဲ့ကြရလူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။သင်တန်းတွေများစွာတက်ရောက်ပြီးဒီကဲလက်တွေ့ဘဝကိုရှောက်လန်းရမယ့်အချိန်မှာလမ်းတွေပျောက်နေတယ်ဆိုရင်တော့ Profit Mobile ဖုန်းပြင်သင်တန်းကြောင်ကိုလမ်းလာခဲ့လိုက်ပါ။သင်ရဲ့စိတ်ကူးအိမ်မက်တွေကိုပုံဖော်ဖန်နည်းနိုင်မဲ့ဒီလမ်းညွန်ပေးပါမယ်။ဤပညာတွေလိုက်လို့မမီအောင်မြန်ဆန်တိုးတက်နေတဲ့ AI ခကြီးတွေမှာလည်း Mobile ဖုန်းတွေပြတ်သွားရင် Huawei ုင်းပဲဖြစ်ဖြစ်ဆော့ဝဲပိုင်းပဲဖြစ်ဖြစ်ဖုန်း service ဆိုင်တွေမှာတွားရောက်ပြုပြင်ကြရပါတယ်။သင်သာဖုန်းပြုပြင်ခြင်းနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်တဲ့ professional တယောက်ဖြစ်နေမယ်ဆိုရင်တော့တိုးတက်နေတဲ့ AI ခကြီးထဲမှာလည်းလက်ကမောင်းခတ်ပြီးတော့ရင်ကော့ခေါင်းမော်ကရက်တည်နိုင်ပါလိမ့်မယ်။အဲဒီလိုလူတယောက်ဖြစ်ဖို့ဆိုရင်တော့ရန်ကုန်မြို့ကမာရွတ်မြို့နယ်လယ်တန်းဦးထွန်းလင်းချန်လမ်းမှာဖွင့်လှစ်ထားတဲ့ Profit Mobile Phone မြင့်တင်တန်းကြောင့်မှာအခုပဲစီးရင်လာသွင်းလိုက်ပါ။ကျွမ်းကျင်တဲ့ဝါရင်ဆရာတွေကနေထိရောက်တဲ့သင်ကြားမှုတွေနဲ့တဦးချင်းကိုမတက်မချင်းအသေးစိတ်သင်ကြားပေးနေရပါ။ Profit Mobile Phone မြင့်တင်တန်းကြောင့်ရဲ့အားသာချက်ကတင်တန်းကြီးတစ်ခါပေးသွင်းပြီးတာနဲ့နား ားမလည်လိုက်တဲ့သင်ခန်းစာတွေကိုလည်းအချိန်အကန့်အသတ်မရှိပြန်လည်သင်ကြားနိုင်တဲ့အခွင့်အရေးကိုလည်းပေးထားပါသေးတယ်။လုပ်ငန်းဝင်ဝင်တဲ့သူတွေကိုပိုင်ဆိုင်ဖွင့်မဲ့သူတွေနဲ့ကျွမ်းကျင်တဲ့သင်တန်းသားပေါင်းထောင်နဲ့ချီကိုမွေးထုတ်ပေးခဲ့ပြီးတော့သင်တန်းသားပေါင်းများစွာကိုလည်းဆက်လက်သင်ကြားပေးနေတဲ့တခုတည်းသောသင်တန်းမှာစိတ်ကူးအိမ်မက်တွေဖန်ပြီးပုံဖော်နိုင်မဲ့သင်တန်းစဉ်မိုဘိုင်းဖုန်းမြင်သင်တန်းမှာဆို Profit